ခွေးကောင်ကတော့ဖရာကြောင်တကြောင်ရဲ့အရှိမဟောင်းနေခဲ့ပါတယ်။ဒီအချိန်မှာ ရုတ်တရက်ပဲအရေးတကူသူ့အရှိကနေဖြတ်လာခဲ့တဲ့အခါမှာတော့ခွေးလည်းသူ့အလိုလိုမဟောင်းကြပါဘူး။ရုတ်တရက်ပဲအရေးကခွေးရဲ့ပပတ်လက်မှာပြန်ဝဲနေခဲ့ပြီးခွေးတကောင်လုံးကိုဖရာကြောင်နဲ့ဆွဲခေါ်သွားခဲ့ပါတယ်။ဖရာကြောင်နဲ့ကနေခွေးဟောင်းတန်းကိုအကူတတိကြားနေရစေပါပဲ။အချိန်ခဏအကြာမှာတော့ဖရာကြောင်အတွင်းထဲကနေခွေးပြန်ထွက်လာခဲ့ပေမဲ့ ဒီတစ်ခါမှတော့အသက်ပါမလာခဲ့တော့ပါဘူးခန္ဓာကိုယ်တစ်ခုလုံးကလည်းဖြူဖွေးစွန့်နေခဲ့ပါပြီမျိုးရဲ့အစွန်ဘက်မှာပိတ်ထားတဲ့ဖျားကြောင်တစ်ကြောင်ရှိပါတယ်ဒီနေရာကတရေ6တဲလို့လူပြောများတဲ့အတွက်ကြောင့်မို့လို့ဘယ်သူမှမသွားကြပါဘူးဒီအရှိကနေအောင်ဖြတ်သွားဖို့အတွက်လူတွေကြောက်ရွံ့ကြပါတယ်အခုဆိုင်တော့နွေရသည်ကြောင်ပည့်ရဲ့အခါသမီးလေးရောက်ရှိလာခဲ့တဲ့အခါမှာတော့ကြောင်သားတွေအားလုံးကလည်းကိုစီအိမ်ကိုပြန်နေခဲ့ကြပါဗျ။ လေးလာရေးခရီးထွက်ကြသူတွေနဲ့မိသားစုနဲ့ခရီးထွက်ကြသူတွေလည်းရှိကြပါတယ်။ဒီလိုနဲ့တရက်မှာတော့ကြောင်တန်းနေကြတဲ့ကြောင်သားလေးတွေကသူတို့ရဲ့ဆရာဆရာမတွေကိုအတိမပေးပဲကြောင်ဝင်တဲ့ကနေအပြင်ကိုထွက်လာခဲ့ကြပါတယ်။ဒုက္ခပါပဲ။ငါတို့ကြောင်ဆရာဆရာမတွေကိုတော့တကယ်မနိုင်ဘူးနော်။ငါတို့ကလေးတွေလို့ထင်နေရလား။ငါတို့အသက်အရွယ်ရှိတဲ့လူငယ်တွေကိုထိန်းချုပ်ထားလို့ရမယ်လို့သူတို့ထင်နေရကိုကမှားတာပဲ။ငါတို့ကလေးတွေလို့မဆက်ဆံသင့်ဘူး။အေးဟုတ်တယ်မင်းပြောတာမှန်တယ်။ ဟိုမသွားနဲ့ဒီမသွားနဲ့ဟိုဟာမလုံးနဲ့ဒီဟာမလုံးနဲ့ဒီစကားတွေကိုငါတို့ဘယ်အချိန်ထိလိုက်ပြီးတော့နားထောင်နေရအောင်မလဲစားဖို့အတွက်အချိန်ရောက်နေပြီအိပ်ဖို့အတွက်အချိန်ရောက်နေပြီအကောင်လုံးအချိန်နဲ့အညီလောက်စီရလို့သေးလားငါတို့လည်း main clip တွေနဲ့အတူတူပျော်ပျော်ရွှင်ရွှင်စကားပြောချင်တာပေါ့ငါတို့အခုလိုခရီးထွက်လာတာဘာလို့ဖို့အတွက်လဲအခုလိုပျော်ရွှင်ဖို့အတွက်မဟုတ်ဘူးလားအခုကြည့်စမ်းငါတို့က hotel တစ်လုံးမှနေရတယ် main clip တွေကိုကြာတော့တခြား hotel တစ်လုံးကိုပို့လိုက်တယ်အခုငါတို့ကဘာလို့ရမှာလဲနေရန်တွေနဲ့စကားပြောဆိုနေရမှာလား ကဲဘလို့မဆိုအခုပဲငါတို့ဟိုတယ်ရနေအပြင်ဝင်ထွက်လာခဲ့ကြရလေကွာဘလို့မဆိုထွက်လာပြီဆိုတော့ဘာလို့ကြာရင်ကောင်းမလဲဘာလို့ဆရာရှိလို့လဲငါတို့ရင်းနေရနေရလည်းမဟုတ်ဘူးဆိုတော့ဒီလိုပဲလမ်းပေါ်မှာရှောက်သွားကြတာပေါ့ကွာတငယ်ချင်းတောင်ရောက်လုံကလည်းစကားပြောဆိုနေကြရင်လည်းလူတို့ကဲမဲ့တဲ့လမ်းမပေါ်ကိုလမ်းရှောက်လာခဲ့ကြပါရဲ့အချိန်အတန်ကြာလမ်းရှောက်ပြီးနောက်မှာတော့သူတို့ဖျားเจ้าရဲ့အရှိကိုရောက်ရှိလာခဲ့ကြပါပြီဟဲ့ရောင်ရေကြည့်ပါအောင်ကွာဒီဖျားเจ้าကြီးကအတော်လေးတင့်တယ်လှပါလွန်တယ်လို့မထင်ဘူးလားလှတာပေါ့လှတယ်အရန်လှတယ် ဒါပေမဲ့ဒီအနီးနားကိုတော့ဘယ်သူမှလာကြရဲလို့မထင်ဘူးနော်။အေးကြီးရတာဖခင်ကြောင့်အဟောင်းကြီးဖြစ်မယ်နဲ့တူရက်ကွာ။ဒါဆိုရင်ငါတို့အားလုံးအထဲထဲဝင်ကြည့်ကြမယ်လေ။အထဲဝင်ကြမယ်။ဒီအထဲကိုဘာလို့ဝင်ကြည့်ကြအောင်မလဲ။ဒီနေ့တော့ထားလိုက်ပါတော့ကွာ။ငါတို့နောက်နေ့မနက်မှလာကြည့်ကြမယ်ဆိုရင်ရော။ဘာမနက်ပြန်လဲ။မနက်ပြန်အထီးငါတို့မစောင့်နိုင်ပါဘူး။မနက်ဖြန်ကြလို့ရှင်တော့ဆရာတွေပါမုခတွေအကုန်လုံးကငါတို့နဲ့အတူတူရှိနေမှာငါတို့ကိုဟိုနေရာဒီနေရာမသွားဖို့အတွက်ကြားမြစ်ကြလိမ့်မယ် နေဖြစ်ဖြစ်ညဖြစ်ဖြစ်ဘာရမြကွာချသွားမှလည်းအခုသွားမယ်လေအေးဟုတ်တယ်ငါတို့မှဖုန်းကိုစီပါလာတယ်မလားတက်မီလေးဖွင့်ပြီးတော့သွားကြတာပေါ့ကွာနေရအသေးဆိုတော့အတွေ့အကြုံသေးရတယ်လေစွန်စားကန်ဖွင့်တယ်လို့ပဲတတ်မှတ်လိုက်မန်ဒီပ်ကတော့စိတ်မပါလှပါဘူးတငယ်ချင်းနှစ်ယောက်လုံးကအရန်ကိုတိုက်တောင်းနေခဲ့တဲ့အချိန်မှာသူကလည်းအတူတူဝင်သွားခဲ့ပါတယ်ဖခင်ကြောင့်ကတော့တကယ်အရန်ကိုအိုဟောင်းနေမှန်းသိသားပါတယ်အတွင်ပိုင်းမှာပင်းကိုအိမ်တွင်နဲ့ရှောက်ရှက်ခံနေရပါတော့ သူတို့လည်းဘုရားကျောင်းဝင်ထဲဝင်သွားခဲ့ပြီးဂျမ်မီဖွင့်လိုက်တဲ့အချိန်မှာပဲလင်းတို့တွေအများကြီးပြန်ထွက်လာတာကိုတွေ့ခဲ့ရပါတယ်။ကြီးကတော့အတော့ကြပြီထင်တယ်နော်။ဒီဘုရားကျောင်းပိတ်ထားတာလေ။ဘာလို့လဲဆိုတော့အထဲမှာလင်းတို့တွေကအတိုက်တွေစောင့်ပြီးရနေနေကြတယ်။ကြီးကတော့ဒီနေရာကတမျိုးကြီးပဲငါခန့်စားချက်တွေမကောင်းဘူး။ငါသွားတော့မယ်။မန်ဒီပ်ကလည်းချက်ချင်းဖျားကြောင်ဝင်ထဲကနေထွက်ခွာသွားတော့မယ့်အချိန်မှာပဲသူ့ခြေတော်ကိုတူဦးဆွဲထားလိုက်ပါတယ်။သူလည်းအရန်ကိုလမ်းဖြန့်သွားတဲ့အတွက်အတန်အကျယ်ကြီးអော်လိုက်ပါတယ်။ဘာဖြစ်တာလဲ?ဘာလို့អော်နေရလဲ? ။တစုံတယောက်က9ရက်6ရက်ကိုဖမ်းဆွဲထားတယ်လို့။ခဏနေပါအောင်ကွာအထူးစမ်းတွင်မင်းဒါဘာစကားတွေပြောနေရလဲ။ဒီလိုနဲ့တခြားတငယ်ချင်းတယောက်ကမန်သီးပြဲ6နေရကိုတက်မီနဲ့ထိုးကြည့်လိုက်တဲ့အခါမှာတော့ကျိုးတချောင်းရှိနေတာကိုသာတွေ့ခဲ့ရပါတယ်။ဒါကိုတွေ့လိုက်ရတော့တငယ်ချင်းတယောက်သားလည်းအော်ကြီးခဲ့ကြတာပေါ့။မင်းရလေကွာအဲ့လောက်ကြောက်ရလားမင်းဒီနေရာကိုမလာချင်တာနဲ့ပဲကြိုးတချောင်းကိုတောင်မှကြောက်လန့်နေရဲ့ဟုတ်လားမင်းရလေကွာဒီနေရာရဲ့လက်ရလေးကတော်တော်ကောင်းနေ ဒီနေရာကိုစောက်လောက်ခဲ့တဲ့ဘီတုကပညာရှင်ဘလောက်တောင်မှတော်လဲဆိုတာကိုလည်းလေးလာကြည့်စမ်းဒီလိုနဲ့တငယ်ချင်းဖြစ်သူရဲ့လက်ကိုဆွဲပြီးအထဲကိုခေါ်ဝင်သွားခဲ့ကြပါတယ်သူတို့ဘုရားကျောင်းထဲမှာရှောက်လှပတ်ကြည့်ရှုနေခဲ့တဲ့အချိန်မှာပဲမီးကပြတ်သွားခဲ့ပါတယ်ခဏနေပါဦးမီးကအခုမှပွင့်လာတာလားပြန်တော့မှပိတ်ကြမယ်နော်ဘလို့ဖြစ်တာလဲမသိဘူးမင်းတို့ကလည်းကွာဘာလို့ဒီနေရာမှာဆက်ပြီးတော့နင်းနေကြတာလဲငါကတော့ဒီနေရာကိုတိတ်ပြီးတော့သဘောမကျအောင်သွားကြရအောင်ပြောဆိုပြီးသူကလည်းတငယ်ချင်းနှစ်ယောက်လုံးရဲ့လက်ကိုကင်ပြီးအပြင်ထွက်သွားခဲ့ပါတယ် ဒီအချိန်မှာတကားပိတ်သွားခဲ့ပြီးတောင်ရောက်လုံးလဲတကားကိုဖွင့်ဖို့ကြိုးစားကြတာပေါ့ဒါပေမဲ့သူတို့တကားကိုလုံးဝဖွင့်မရခဲ့ကြပါဘူးဒါဘလို့ဖြစ်ရတာလဲရုတ်တရက်ကြီးဘလို့ဖြစ်ပြီးတကားပိတ်သွားတာလဲအခုနောက်အထိတကားဖွင့်ထားခဲ့ကြရမဟုတ်လားဘယ်သူပိတ်သွားတာလဲကျေးဇူးပြုပြီးတစုံတယောက်အကူအညီပေးကြပါအောင်ဗျာတယောက်ရှင်အပြောင်းထွက်ခဲ့ကျွန်တော်တို့ကိုကြောက်မချောက်ပါနဲ့ဒီနေရာမှာတကားတပေါက်ထဲတော့မဖြစ်နိုင်ဘူးနောက်ထပ်တကားတပေါက်ရှိရမယ်ငါတို့တခြားတကားပေါက်ကိုလိုက်ရှာပြီးသွားကြမယ်လေ ဒီလိုနဲ့တောင်ရောက်တောင်အနောက်ကိုလှည့်ကြည့်လိုက်တဲ့အချိန်မှာတွေးမြင်ခဲ့ရတဲ့မြင်ကွင်းကြောင့်အရန်ကိုလန့်သွားခဲ့ကြပါရဲ့အရှိတတဲမှာကြောက်စီရောက်ကောင်းတဲ့တီလာရှင်တရေတယောက်ရှိနေပြီးသူတို့ကိုနေရတောက်ပါနေတဲ့မျက်လုံးကြီးတွေနဲ့ကြည့်နေခဲ့ပါရဲ့ဒုက္ခပဲတပါကောင်ကြီးလည်းထွက်ပြေးကြဟေးထွက်ပြေးကြမန်ဒီပ်ကအလုံးထွက်ပြေးဖို့အချက်ပြလိုက်တဲ့အချိန်မှာတီလာရှင်တရေမှာပျောက်သွားခဲ့ပါရဲ့ဒုက္ခပဲသူ့ဘဲကိုပျောက်သွားတာလေအလုံးကလည်းသူ့ကိုလိုက်ရှာကြပါရဲ့ ဒီအချိန်မှာသူတို့တွေကတငယ်ချင်းတယောက်ပျောက်သွားတာကိုသိခဲ့ရပြီးကြောက်စရာကောင်းတဲ့ပုံစံကြီးနဲ့သူတို့စီကိုပြန်လာနေခဲ့ပါတယ်။တငယ်ချင်းဖြစ်သူရဲ့ဆိုးရွားနေတဲ့အခြေအနေကိုတွေ့ကြရတဲ့အခါမှာတော့ကြံတဲ့သူတွေလည်းလန့်ဖြန့်ကုန်ကြတော့ပါဗော။သူတို့လည်းအော်ဟဲတောင်းရနေရင်နေရာကနေအမြန်ဆုံးထွက်သွားဖို့အတွက်ကြိုးစားကြပါတယ်။သူတို့အခုချိန်ထိဖျားကြောင်းတဲ့ကနေအပြင်ကိုပြေးထွက်ဖို့အတွက်လမ်းကိုရှာမတွေ့ကြသေးပါဘူး။ဒါကြောင့်နှစ်ယောက်လုံးကလည်းတောက်လေတနေရာမှာရပ်နေခဲ့ကြပါတယ်။ ဇတင်ကတော့ကြောက်စရာကောင်းတဲ့ပုံစံကြီးနဲ့သူတို့ကိုရောင်းအောင်လိုက်ရှာခဲ့ပါတယ်။သူတို့တငယ်ချင်းဖြစ်သူကိုကြည့်လိုက်တဲ့အချိန်တိုင်းတငယ်ချင်းဖြစ်သူရဲ့မျက်နှာကိုတွေ့လိုက်ကြောက်စရာကောင်းတဲ့တိလရှင်တရေမရဲ့မျက်နှာကိုတွေ့လိုက်တလဲစီဖြစ်နေခဲ့ပါတယ်။ကျွန်တော်တို့ဘာအမားတွေလုပ်ခဲ့ပြီလို့လဲကျွန်တော်တို့တငယ်ချင်းကိုလှုပ်ပေးပါ။ကျွန်တော်တို့ဒီကနေထွက်သွားကြမှာပါ။ကျွန်တော်တို့ကိုသွားခွင့်ပေးပါနော်။ဒီကိုကျွန်တော်တို့နောက်ဘယ်တော့မှထပ်ပြီးတော့မလာတော့ဘူးခကြည့်ပေးပါရယ်ပြောပြီးနောက်မန်ဒီပ်ကလည်းလက်အုပ်ချီတောင်းပန်လိုက်ပါရယ် ဒီအချိန်မှာတရဲမကြီးကပြောင်းနေခဲ့ပြီးမန်ဒီပ်ရဲ့လက်ကိုသူ့ဘက်ကိုဆွဲခေါ်ပါတယ်။မန်ဒီပ်ကတော့လက်မှာအဆောင်လက်ကောက်လေးကိုဝစ်ဆင်ထားခဲ့တဲ့အတွက်ကြောင့်မလို့တရဲမသူ့လက်ကိုထိလိုက်တာနဲ့ဓာတ်လိုက်တယ်လို့နာကျင်ခန်းစားသွားရပါတယ်။သူလည်းမြေပေါ်ကိုအရှိန်ပြင်းပြင်းပြုတ်ကျသွားခဲ့ရပါဘို့။တိလရှင်တရဲမကလည်းဇက်တင်ရဲ့ကိုရဲကနေအငွေအဖြစ်ထွက်ခွာသွားခဲ့ပြီးဇက်တင်ကတော့မြေပေါ်မှာလဲကျနေသေးပါပဲ။ရော်ရှန်ကလည်းသူ့တငယ်ချင်းကိုတတိပြန်လဲလာအောင်လို့စူးစမ်းလှုပ်ဆောင်ပေးနေပါသေးတယ်။ တငယ်ချင်းအမြန်ထောက်တငယ်ချင်းရဲ့အမြန်ထောက်ငါတို့ဒီနေရာကနေအမြန်ဆုံးထွက်ခွာသွားမှဖြစ်မယ်အရေးကြီးရဲ့အမြန်ထောက်ငါပြောနေကြလားအမြန်ထောက်ပါဆိုနေမှဒီအချိန်မှာဖခင်အကြောင်းတွေက father တယောက်ချလာခဲ့ပြီးပြောလိုက်ပါတယ်မင်းတို့ဘာထင်နေရလဲမင်းတို့တူလက်ထဲကနေလွတ်မြောက်လိမ့်မယ်လို့ထင်နေရလားအခုမင်းတို့ကသူ့ရဲ့တားကောင်တွေဖြစ်သွားခဲ့ပြီးသူရက်အောင်အမဲလိုက်လိမ့်မယ်ဒီနေရာကိုဘယ်သူမှလာလေ့လာထားမရှိဘူးဒီနေရာကိုတလိမ့်ဆန်တကောင်ရောက်လာတဲ့ဆိုရင်တော့မှသူကဘယ်တော့မှအလွတ်ပေးတတ်တာမဟုတ်ဘူးမင်းတို့ကဘလို့မဆိုလို့သားရီ မင်းတို့သူ့ရဲ့သားကောင်ဖြစ်ဖို့အတွက်တေးချသွားပြီဒီနေ့ထူးခြားတာတခုခုဖြစ်တော့မယ်လို့ငါခံစားနေရတယ် Father နောက်ထပ်ဘာမှမပြောခင်မှာပဲရော်ရှန်ရဲ့လဘင်းကိုတရေမကလာညှစ်ထားခဲ့ပါတယ်တငယ်ချင်းမှန်သည်မင်းဒီကနေထွက်ပြေးအမြန်ဆုံးထွက်ပြေးမင်းစီမှာစွမ်းအားတွေအများကြီးရှိနေတယ်မင်းမှာဖျားသခင်ရဲ့ကာကွယ်စောက်ရှောက်မှုတွေအများကြီးရှိတယ်မင်းဒီကနေအမြန်ထွက်ပြေးဒီမှာတငယ်ချင်းငါမင်းကိုထားပြီးဘယ်ကူမှတော့မှမဟုတ်ဘူးနော်ငါပြောတဲ့စကားကိုနားထောင်ကွာမင်းဒီကနေအမြန်ဆုံးထွက်သွားတော့ ရုရှားကတော့မန်ဒီပ်ကိုအကြိမ်ကြိမ်ထွက်ခွာသွားခိုင်းခဲ့ပါတယ်။ဒီအချိန်မှာတရမကြီးကရုရှားကိုအပြင်းပြင်းနဲ့လက်ပင်ညှစ်ချလိုက်ပါတယ်။သူမရဲ့လက်သေးတွေကရုရှားရဲ့လက်ပင်နဲ့ဖောက်ဝင်သွားခဲ့ပါပြီ။လက်ပင်ကပေါက်ထွက်လာတဲ့သွေးတွေကိုတော့သူမရှာအရှိကြီးထုတ်ပြီးစားနေခဲ့ပါတယ်။မန်ဒီပ်ကိုယ်တိုင်လည်းဘာလို့ရမလဲမသိနိုင်ဖြစ်နေခဲ့တာပေါ့။တစ်ဖက်မှာကြောက်စရာကောင်းတဲ့တရမကြီးတစ်ဖက်မှာသူ့ရဲ့တငယ်ချင်းသူကလည်းတငယ်ချင်းကိုကဲတင်ပေးကျင်နေခဲ့ပါတယ်။ဒီအချိန်မှာပဲသူအတွေးတစ်ခုရရှိသွားပါတယ်။ သူကလည်းချက်ချင်းပဲသူ့ရဲ့အဆောင်လက်ကောက်လေးကိုချလိုက်ပါတယ်ဒီနောက်ဓာတလက်ကိုဆွဲကင်ပြီးတော့ဖရာရဲ့နာမည်ကိုရေးရွှတ်ခဲ့ပါတယ်သူကအဆောင်လက်ကောက်ကိုတရဲမရဲ့လက်ကောက်ဘက်မှာဆော့ပေးလိုက်ပြီးနောက်မှာတော့ဓာနဲ့ရှင်ဘက်ကိုထိုးချလိုက်ပါတော့တယ်ရုတ်တရက်ကြီးဖြစ်ဖြတ်သွားတဲ့အကြာရာတွေကြောင့်တရဲမကိုယ်တိုင်လည်းဘာဖြစ်လို့ဖြစ်သွားမှမသိရောပါဘူးသူမလည်းအရင်အကိုနာကျင်ခံစားသွားရတဲ့အတွက်ကြောင့်မလို့အတန်အကျယ်ကြီးနဲ့អော်ဟစ်လိုက်ပါတယ်ရော်ရှန်ကိုလည်းသူလှုပ်ပေးခဲ့ပါတယ် ရုရှန်လက်မြေပေါ်မှာလည်းကျသွားခဲ့ပြီးတရဲမရဲ့ခန္ဓာကိုယ်ကလည်းအေးမမဲရိအဆက်မပြတ်ထွားနေခဲ့ပါရဲ့ဂျတင်တယောက်ကတော့လန့်ပြီးမေးလေနေရအခုချိန်ထိမထလာသေးပါဘူးမန်ဒီပ်တယောက်ထဲဖြစ်နေခဲ့ပြီးသူအခုအညီအေးတကြီးလိုအပ်နေခဲ့ပါရဲ့သူလည်းဖျားเจ้าရဲ့လဝကတ်တိုင်မှာရှိနေခဲ့တဲ့ယေရှုခရစ်တော်ပုံကိုတွေ့ခဲ့ရတဲ့အချိန်မှာပြောလိုက်ပါရဲ့ကျွန်တော်အနေနဲ့အရှင်ကိုဘယ်လိုမျိုးဆုတောင်းရမလဲဆိုတာမသိဘူးဒါပေမဲ့အရှင်ရဲ့အိမ်မှာအခုမကောင်းဆိုတာကြီးစိုးနေတယ်ကျွန်တော်အကူအညီလိုတယ်ကူညီပေးပါ ပြောပြီးနောက်သူလည်းမျက်ရည်တွေကျလာခဲ့ပါတယ်။ရုတ်တရက်ထူဆန်းမှုတစ်ခုဖြစ်ပေါ်လာခဲ့ပြီးနှစ်ပေါင်းများစွာကြာအောင် မောင်မဲနေခဲ့တဲ့ဖခင်အကြောင်းကြီးပြန်လဲလင်းဝဲလာခဲ့ပါတယ်။ Father ကလည်းတိလရှင်နှစ်ယောက်ကို ခေါ်လိုက်ပါတယ်။တိလရှင်နှစ်ယောက်လုံးကလည်းမိလေနေတဲ့တငယ်ချင်းနှစ်ယောက်ကိုဆေးကုသပေးလိုက်ပါတယ်။ဒီနောက်မှာတော့ Father ကတိလရှင်တရေမရဲ့နေရာကိုတွားလိုက်ပြီးရေမှန်းတွေနဲ့မန်းမုတ်ပြက်ပြန်းလိုက်ပါတယ်။ကြည်နေနေပဲတိလရှင်တရေမရဲ့ဝိညာဉ်ကပျောက်ကွယ်သွားပါတယ်။ ီနေ့မင်းအရန်ကိုတော်လုံးတဲ့အတွက်ကြောင့်မို့လို့နှစ်ပေါင်းများစွာကြောင်းမကြုံမလွတ်ပဲလူတွေကိုဒုက္ခပေးနေတဲ့မကောင်းဆိုးဝါးတစ်ခါကိုငါတို့တုတ်တင်နိုင်ခဲ့တယ်။မင်းကိုဖျားသခင်ကောင်းကြည့်ပေးပါစေကွာ။မင်းတကယ်ချင်းတွေအစဉ်ပြေသွားပါပြီ။မနှက်ပြန်ကြရင်တော့တို့လည်းဘယ်ကိစ္စကိုမှမှတ်မိကြမှာမဟုတ်တော့ဘူး။ဒီရနေ့ထွက်သွားပြီးတော့ဒီကိစ္စတွေကိုဘယ်သူကမှမပြောပြပါနဲ့။ဒီလိုနဲ့မန်ဒီပ်ကလည်းတငယ်ချင်းတွေကိုခေါ်ပြီးဟိုတယ်ကိုပြန်လာခဲ့လိုက်ပါတယ်။နောက်နေ့မှာတော့တငယ်ချင်းတွေကဖြစ်ဖြစ်ခဲ့တဲ့ကိစ္စတွေအားလုံးကိုမေ့သွားခဲ့ကြပါပြီ။ ဒီအကြောင်းအရာတွေအားလုံးကိုသတိတရားရှိနေတာကတော့မန်တီတယောက်တည်းပဲဖြစ်ပါတယ်။ဒီနေရာကနေတစ်ခေါက်ပြန်လဲဖြတ်သွားခဲ့တဲ့အချိန်မှာဖခင်ចောင်းဆောင်ကြီးကိုမတွေ့ရတော့ပါဘူး။ Father ကတော့သူ့ကိုကြည့်ပြီးပြုံးရဲနေခဲ့ပါတယ်။ Father ကရေမှန်းပတ်ဖြန့်ပေးလိုက်တဲ့အချိန်မှာမန်တီလည်းအရင်းညာကကိစ္စတွေကိုမေ့ကြောက်သွားပါတော့တယ်။ဒီမျိုးမှာနေထိုင်ကြတဲ့သူတွေကတော့မကောင်းဆိုးတဲ့ကောင်ရဲ့လက်ကနေလွတ်မြောက်သွားခဲ့ကြပါပြီ။